ဆန်ချိုအလုံးနဲ့ထွက်ခိုင်းမှာဆိုပေမဲ့ကိုဘက်ကမနာရောက်အောင် United ကိုဘယ်လိုလုံးဆောင်ဖို့လို့မလဲ။ပြင်းထန်တဲ့အမေမင်္ဂလာပါ Manchester Force ဆောင်ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရင် United ဘက်ကတော့ Villa ကိုငားနဲ့သွားကစားနေတဲ့ခြေတဲ့ဆန်ချိုကိုငားစာချုပ်ဆေးလို့အသင်းချံပြန်ရောက်လာတဲ့အချိန်မှာအလုံးနဲ့ပဲအသင်းပြောင်းခိုင်းတော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါရင်ဆန်ချိုအား၂၀၂၂ခုနှစ်မှာဒေါ်မွန်ကနေပြီးတော့ပေါင်း၃၀၃သိန်းပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးလက်ရှိ United မှာတပတ်လောက်ကပေါင်း၃သိန်း၂၅၀၀ထိရရှိနေတာလည်းဖြစ်ပါရင်တကယ်လို့ဒီအချိန်တခြားသင်းကိုပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်ဆန်ချိုအနေနဲ့ United မှာရရှိနေတဲ့လားစာပမာဏတော့ဘယ်မှမမရရှိနိုင်ပါဘူး တမင်းတော်တံမီလိုက်ရှာမယ်ဆိုရင်တော့တမင်းတုတ်တောင်သိုးသွားတာပဲအဖက်တင်မယ်နေသားမျိုးဖြစ်ပါရင်ဒါကြောင့်လဲဆန်ချိုကယူနိုက်တက်ကနေစာချုပ်မပြေခင်ထွက်သွားဖို့ကိုအယုံများကလေးခြေခါကလေးလုပ်နေကြပါယူနိုက်တက်မှာပဲစာချုပ်ပြေတဲ့အချိန်ဆက်နေပြီးအများကြီးရနေလားစာကိုတက်နိုင်တော့ထိုင်သိမ်းသွားခြင်းတဲ့သဘောဖြစ်ပါရင်ဒါကဆန်ချိုရဲ့ပလန်ပါပဲသူစီမှာဒီချက်ကလွဲလို့ကျန်တာတွေကောင်းနေမရှိတော့ပါဘူးဘောလုံးကစားတာတွေမကစားတာတွေသူလုံးဝစိတ်ဝင်စားတော့ပါဘူးဆန်ချိုရဲ့ကဲအကြောင်းယူနိုက်တက်တို့အခုလိုတိုင်ပတ်နေတာကိုမြင်ရတဲ့အခါအရင်အဘိုးဖွဲ့ရဲ့ချိန်ထုတ်ကြတဲ့စီမံခန့်ခွဲမှုတွေကိုကျွန်တော်ကတော့ပြင်မြင်မိပါရင် 2025-26ခုစီစဉ်အတွက် United ရဲ့တပတ်လောက်ခလာဆာဟာပေါင်3.36တန်းထိရှိပါတယ်။ဒါရောမှ Regulator ဘက်ကခြေတော့ကောင်တွေကိုဒိုးခိုင်းလိုက်ပြီးလာဆာကိစ္စတွေတော်တော်များများကိုချော့ချပစ်လိုက်လို့ပါ မော်ရီနိုဒီအချိန်မှာခွတ်တောင်ဆွဲနေရတော့မယ့်အနေအထားမျိုးဖြစ်နေလောက်ပါပြီ။အဘူဝက်တိုရဲ့ချီပရင်းလောက်ရတဲ့အကြောင်း United တို့ခုလိုနေမောနေရတာဖြစ်ပါရင်ဒီဘက်ကခွန်ယူခဲ့တဲ့ကစားသမားတွေကိုကြည့်လိုက်ရင် Alexis Sanchez ပေါ်ပါမှာ share လို့လို့ကစားသမားတွေကိုတပတ်လောက်ကပေါင်2သိန်းခွဲကနေပေါင်4သိန်းလောက်ထိပေးပြီးတော့ကိုခေါ်ခဲ့တာပါ။ Sanchez ဆိုရင်လည်းအသင်းအတွက်ဘာမှသာသုံးစားလို့မရရင်ပေးရတဲ့လောက်ကတပတ်ကိုပေါင်3သိန်း2500ထိတော့မှရှိနေပါရင် အခုလောကစားသမားတွေကိုလောက်ခလာစာရင်များကြီးပေးတာကြောင့် reset value ပြန်လည်ရောင်းချရင်ဘာမှတန်ဖိုးမရှိတဲ့ကစားသမားတွေကိုထိန်းသိမ်းထားတာတွေလုပ်နေရပြီးအပြောင်းရွှေ့ဈေးကွက်မှာဝယ်လက်တွေကသူရဲ့လောက်ခလာစာကြောင့်စိတ်ဝင်စားမှုရှိကြတော့ပါဘူးစိတ်ဝင်စားလာရင်တော့မလားစာမီမီလက်လန်နဲ့ခြေခွင်းနယ်တွေဖြစ်ကနောက်ပြန်လှည့်ကြည့်ပြတာများပါရင် refer လို့ academy ကစားသမားတွေကိုလည်း harland တို့နှောင်းလောက်လမ်းစာတွေစွတ်တင်ပေးထားတာမျိုးကိုလည်းအဝယ်ရုပ်ကလုပ်ခဲ့ကြပါရင်ဆိုတော့ဒီဘဲတွေက united ကအမွေးပါမကျန်ဒေါ်လာအောင်အပြောင်းရှင်းဖို့စူးစမ်းခဲ့ကြတာမျိုးနဲ့တော့တူနေပါရင် ီလိုအုံနောက်ထဲမှာချီရီနယ်ပြည်နေပြီးအောင် United အုပ်ချုပ်သူယာရုကိုတက်ရောက်ထားတဲ့သူတွေကို regulator ကတယောက်ပြီးတယောက်ရှင်းထုတ်လိုက်တာပဲအတော်လေးနားယူခဲ့ပါတယ်။မဟုတ်ရင်ဒီအချိန်လောက်ဆိုရင် United ရဲ့အခြေအနေကခွတ်တောင်ဆွဲနေရတော့ပါပြီ။အခုဆန်ချွဲကိစ္စမှာလည်း MRN ဆန်နာကဆန်ချွဲစာချုပ်ကိုတက်တမ်းမတိုးခိုင်းတော့ပဲအသင်းကနေကန်ထုတ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဆန်ချွဲနဲ့ United တို့ရဲ့အကြမ်းမှာစာချုပ်တက်တမ်းက2016နေရာတည်အထိဆိုတော့အဲ့ဒီအချိန်ထိတော့အသင်းမှာဆက်ထားရအောင်ပါပါ။ ရာသီကုန်လုံးအသင်းကိုပြန်လာရင်လည်းနွားလေးကတလာပဲဖြစ်ဖြစ်နလာပဲဖြစ်ဖြစ်လားစာထိုင်ရို့လောက်လာအောင်ပါပါ။စာချုပ်ထဲမှာနောက်ထပ်တနေ့တက်တန်းတိုးခွင့်ပါပါရင်အမရင်းကတော့တက်တန်းမတိုးခိုင်းတော့ပါဘူး။စာချုပ်တက်တန်းကုန်ရင်အလွတ်နဲ့ပဲဒိုးခိုင်းလိုက်တော့ဆိုပြီးတော့ regulator ကိုအကြံပြုထားတယ်လို့သိရပါတယ်။ဒါကြောင့်အခုတင်းနေထွက်နေတယ်လို့ဘူမတိကိုမတိပဲသူများတင်ထားတဲ့တင်းတွေကို copy UV ပြန်တင်နေတယ်လို့အဖြစ်ပြက်တဲ့အလုံးစုံကပါလဲဆိုတော့တေချာမတိပဲဖြစ်သွားမှာဆိုလို့အခုလိုရှင်းပြနေရတာဖြစ်ပါတယ်။ စံချုပ်ကိုထွက်တော့ထွက်ခိုင်းမယ်ဒါပေမဲ့စာချုပ်တန်တန်းကုန်မှသာထွက်ခိုင်းမှာဖြစ်ပါတယ်ဗီလာကနေပြန်ပို့တာနဲ့ထွက်ခိုင်းမယ်ဆိုတာမျိုးမဟုတ်ပါဘူးပုံမှန်စာချုပ်တန်တန်းကဂျွန်30မှာကုန်တာများပါတယ်တကယ်လို့နွားလေးကအဲ့ဒီအချိန်မတိုင်ခင်အတင်းကသူ့ကိုဆက်မကော်ဖို့တေချာပြီဆိုရင်တေချာပေါက်အတင်းတွေရှာအောင်ပါဒီလိုဆိုရင်တော့ဂျွန်30မတိုင်ခင်ဒီကောင်ထိုးသွားနိုင်ပါတယ်အဲ့လိုဆိုရင်တော့ United လည်းလက်ချန်လာပိုင်းလောက်အတွက်လာစွာပေးစရာမလိုတော့ပဲစာချုပ်ဖျက်သိမ်းပေးတာတွေလုပ်လို့ရနိုင်ပါတယ် ဒီကွယ်ကိုပဲဆင်ရပါပါ။ဘာကြောင့်လဲဆိုတော့ United ဘက်ကနေထွက်ခိုင်းရင်စာချုပ်တက်တန်းတရားလောက်ကျန်နေတော့မှအိမ်နွားလေးကရော့ချေးတောင်းမှုတွေပါတယ်လောက်လာနေပါတယ်။ပြီးခဲ့တဲ့တွေတော့ကလည်းဂျမနက်ကိုအပိသက်ပြောင်းဝင်နေစက်ခဲ့ပေးပေးမယ်။နွားလေးကစာချုပ်ရော့ချေးယူ၅သိန်းတောင်းခဲ့တာမျိုးရှိတာကြည့်လို့ပါပဲ။အစောင်းကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။